တဝယ်မြို့နယ်မောင်မယ်ရှောင်ရွာမှာအော်တိုဘားလ73ရက်နေ့မနက်ပိုင်းကအင်အား100လောက်ပါတဲ့ဆင်အနာရှင်တက်စစ်ကြောင်းကိုဒူရကစစ်ကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။ဆင်အနာရှင်တက်စစ်ကြောင်းဟာတဝယ်မြို့နယ်ဇဟာရွာအခြေစိုက်အမှတ်300နှစ်အမြောက်တပ်ကနေရေဖြူမြို့ဖက်ကိုဦးတည်ပြီးလက်နက်ခရံပို့ဖို့ထွက်လာတဲ့စစ်ကြောင်းဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အဲ့ဒီစစ်ကြောင်းကိုဒိုအမ်မျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ဒူရကစစ်ကြောင်းကတိုက်ခိုက်ခဲ့တယ်လို့အော်တိုဘားလ14ရက်နေ့မှာရုပ်သံမှတ်တမ်းနဲ့တကွထုတ်ပြန်ထားပါတယ်။ အဲ့ဒီရုပ်တံမှတ်တမ်းမှာပြည်တော်စုကားလမ်းမပေါ်ခြေလျင်သွားနေတဲ့ဆီယနာရှင်တပ်သားတွေကိုတော်လှန်ရေးရဲဘော်တွေကတနက်နဲ့ပြစ်ခတ်နေတာကိုတွေ့ရပါတယ်တိုက်ခိုက်ခံရတာကြောင့်ဆီယနာရှင်တပ်ဖက်က9ဦးသေဆုံးပြီးဒူရကစစ်ကြောင်းဖက်ကအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်ဆီယနာရှင်တက်ကထိခိုက်သိမ်းဆုံးတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ဒေါ်ဝက်ရှ်အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။ တိုက်ခိုက်ခံရပြီးတဲ့နောက်အော်တိုဘလ14ရက်နေ့မနေ့အစောပိုင်းကစပြီးမောင်မန်ရှောင်းရအတွင်ဆီယနာရှင်တပ်သားတွေနေရာလာယူထားတယ်လို့ရသားတွေကဆိုပါတယ်မောင်မရှောင်ရွာဟာရေးတဝဲကားလမ်းပေါ်မှာရှိတဲ့တဝဲမြို့နာကရွာကြီးတူရွာဖြစ်ပြီးတိုက်ပွဲတွေနဲ့ဆင်အနာရှင်တက်ကနေရင်တွေကိုမိရှုဖြက်စီရာတွေကြောင့်ဒေသခံတွေရွာလုံးကျွတ်ထပ်ပြေးတင်းရှောင်နေရတာတစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။